နာအဖာဆေအုပ်စုအတွင်မှာပင်ကိုမတော်ပေမဲ့အဖားတော်တဲ့အတွက်ထိတ်ဆုံးရသူကိုရရှိနေသူတွေအများအပြားရှိပါတယ်။အဲ့ဒီလူတွေထဲမှာစမှုတဝင်ကြီးဦးအောင်တောင်တယောက်လည်းအပါအဝင်ဖြစ်ပါတယ်။ဦးအောင်တောင်ဟာအငိမ့်စားပုံမူကြီးတအူဖြစ်ပါတယ်။သူဟာကောက်ချစ်ရုံမှာပင်မဲ့ပါနဲ့ပြီးအထက်လူကြီးတွေအကြိုက်ပေါင်းသစ်ဆက်ဆံတက်တဲ့အရေးရှင်တွေရှိတာကြောင့်သူ့ဘဝတစ်လျှောက်လုံးနေရာကောင်းတွေကိုသာရရှိခဲ့ပါတယ်။ အခုလေဦးအောင်တောင်းကိုဘိုးချုပ်မူကြီးတန်းရွှေကသူ့ရဲ့လူယုံတော်တတ်တော်ရှိအမတ်ကြီးတယောက်အဖြစ်နဲ့အတိအမတ်ပြုပြီးမြောက်စားထားပါတယ်။ဒေါအောင်ဆန်းစုကြည်နဲ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုတွေအပေါ်တင်းမာတဲ့သဘောထားရှိသူဦးအောင်တောင်းဟာကြက်ဖွဲ့အသင်းကြီးရဲ့အတွေ့ရမှုအဖွဲ့ဝင်တအူးလေးဖြစ်ပါတယ်။ မကြခင် ကြံ့ဖွင့်အသင်းကနေအသွင်ပြောင်းဖွဲ့စည်းတော့မယ်ဆိုတဲ့စစ်တပ်ကြောထားနောက်ခံပြုနိုင်ငံရေးပါတီကြီးမှလည်းထိပ်ပိုင်းကောင်းဆောင်တအူအဖြစ်တာဝန်ယူလှောက်ရှားဖို့ပြင်ဆင်နေပြီဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပါတယ်ဦးအောင်တောင်ဟာဗိုလ်ချုပ်မူကြီးတန်းရွှေရဲ့အိမ်တော်ကိုအချိန်မရွေးဝင်ထွက်သွားလာခွင့်ရရှိထားတဲ့အပြင်ဗိုလ်ချုပ်မူကြီးရဲ့မိသားစုနဲ့လည်းမကြခဏထမင်းလက်ဆောင်စားလေးရှိကြောင်းသိရှိရပါတယ်။ဗိုလ်ချုပ်မူကြီးရဲ့အိမ်တော်ကိုအချိန်မရွေးဝင်ထွက်သွားလာခွင့်ရှိသူတွေထဲမှာ တတ်တော်ရှင်အမတ်ကြီးနှစ်ဦးဖြစ်တဲ့ဦးအောင်တောင်းနဲ့ဦးမောင်တောင်းတို့အပြင်တက်ရှုပ်ကြီးရဲ့စစ်ဘက်လက်တော့ဗိုလ်ချုပ်နေဝင်လဲပါဝင်ကြောင်းသိရှိရပါတယ်ဥအောင်တောင်ဟာမန္တလေးတိုင်းတောင်တာမြို့နယ်ဝဲလောင်ရွာသားတအူဖြစ်ပါတယ်။ကျောင်းဆရာလေးအဖြစ်နဲ့အသက်မွေးနေရကဘဝတိုးတက်မှုရှာတဲ့အနေနဲ့1964ဒီဇင်ဘာလမှာစစ်တပ်ထဲကိုဝင်ရောက်ခဲ့သူဖြစ်ကြောင်းသိရှိရပါတယ်။ဘိုတင်နန်းအပတ်စဉ်37 OD 37ကိုတက်ရောက်ခဲ့ပါတယ်။ လောက်သက်စင်က63ဖြစ်ပြီးကိုပိုင်နံပါတ်ဂျ139139ဖြစ်ပါတယ်။ဒူးဘိုအောင်တောင်ဟာယခုအခါကကကြီးမှခောက်ထားခံနေရတဲ့ဒူးဘိုကျောက်ကြီးကျော်ဝင်းနဲ့အပတ်စဉ်တူပြီးတခြားစီနီယာဒူးဘိုကျောက်ကြီးတွေဖြစ်ကြတဲ့ရဲမြင့်ကြီးခင်မောင်တန်းမောင်ဘိုတို့ထက်အပတ်စဉ်တစ်ခုစောတာကိုတွေ့ရပါတယ်။ဦးအောင်တောင်းဟာ1980ခုနှစ်လောက်ကတမ96လောက်ခန့်ကလောအရှိဆိုင်ခလာရ90မှာတရင်မှုတာဝန်ထမ်းဆောင်ခဲ့ပြီး 1988ခုနှစ်နာဝတာကအာနာသိန်းချိန်မှာတော့အလဲပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမူဘိုးချုပ်ထွန်းကြည်လက်အောက်မှာစစ်ပြူဟာမှုအဖြစ်နဲ့တာဝန်ထမ်းဆောင်ခဲ့ကြောင်းသိရှိရပါတယ်။ဘိုးမူကြီးအောင်တောင်ဟာဆရာသမားတွေရဲ့အကြိုက်ကိုတိတက်သူပြီးပြီးဘိုးချုပ်ထွန်းကြည်လိုအပ်သမျှအစွမ်းကုန်ဖြည့်ဆည်းနိုင်ခဲ့တဲ့အတွက်မကွေးတိုင်းတာဝါတာဥက္ကဋ္ဌတာဝန်ကိုပါပူတွဲထမ်းဆောင်권ရရှိခဲ့ပါတယ်။ နာဝတာအာနာသိစကောက်စီအဖွဲ့ဝင်တအူဖြစ်တဲ့ဗိုလ်ချုပ်ထွန်းကြီးဟာ1992ခုနှစ်မှာကုံတွယ်ရေးဝင်ကြီးဖြစ်လာတဲ့အခါလူယုံတော်တပည့်ရင်းဖြစ်တဲ့ဗိုလ်မှူးကြီးအောင်တောင်းကိုလည်းသူနဲ့အတူတပါးတဲခေါ်ဆောင်သွားခဲ့ပြီးကုံတွယ်လေယာဦးစီးဌာနမှာဥဆောင်ညွန်ကြားရေးမှူးအဖြစ်တာဝန်ပေးရခဲ့ပါတယ်နောက်ပိုင်းမှာဗိုလ်မှူးကြီးအောင်တောင်းဟာတက္ကအငိမ့်စားယူခဲ့ရပြီး1996မေလ29ရက်နေ့မှာမွေးမြူရေးနယ်ရေလုံငန်းဝင်ကြီးဖြစ်လာခဲ့ပါတယ်။ ဲ့ဒီအရေးဟာပြည်ပပုဂ္ဂိုလ်အတွက်ဆေးအစိုးရကမွေးမြူရေးနဲ့ရေလုံငန်းကိုအစွဲကောင်တိုးရှဲနေချိန်မို့ဝင်းကြီးဦးအောင်တောင်းဟာလောက်ပိုင်ခွင့်နဲ့အကြီးအကျယ်ရရှိခဲ့ပါတယ်။အဲ့ဒီအရေးကစပြီးဝင်းကြီးဦးအောင်တောင်းဟာအောက်ရှေလွတ်သွားပြီးသူ့ဆရာရင်းဖြစ်တဲ့ဗိုလ်ချုပ်ထွန်းကြီးကိုရှေ့ရချင်းတိုင်းလာခဲ့တယ်လို့ဆိုပါတယ်။ ်ဦးအောင်တောင်ရဲ့ဇနီးဖြစ်သူဒေါခင်ခင်ရီတို့ဟာရှောင်းကိုပြစ်ပြီးမြစ်ကိုရှာတဲ့အနေနဲ့ဗိုလ်ချုပ်ထွန်းကြည်မိသားစုကိုကြော်ခိုင်းပြီးဗိုလ်ချုပ်မူကြီးတန်းရွှေနဲ့ဒုတိယဗိုလ်ချုပ်မူကြီးမောင်အေရိုးရဲ့နေအိမ်တွေကိုရှောက်ပေါက်မတွက်ဝင်ထွက်သွားလာခဲ့ကြောင်းသိရှိရပါတယ်။1998ခုနှစ်မှာအမတ်တစ်စက်မှုဝင်ကြီးဒုဗိုလ်ချုပ်ကြီးစိန်အောင်ကျမ်းမာရေးရှုံရင်းလာတဲ့အတွက်ဗိုလ်ချုပ်မူကြီးတန်းရွှေကမွေးမြူရေးနဲ့ရေလုံငန်းဝင်ကြီးဦးအောင်တောင်ကိုအမတ်တစ်စက်မှုဝင်ကြီးတာဝန်ကိုပါပူးတွဲကန့်ကန့်ခဲ့ပါတယ်။ လက်လာပါအမြောက်အများရရှိတဲ့ဝင်ကြီးဌာနနှစ်ခုကိုကင်တွယ်ခဲ့ရတာမို့ဥအောင်တောင်းဟာနေချင်းညချင်းဘီလီယံနာတဦးဖြစ်လာခဲ့တယ်လို့ဆိုပါတယ်1998ခုနှစ်နိုဝင်ဘာ15ရက်နေ့စေအုပ်စုအတွင်အာနာလူပွဲတွေဖြစ်ပွားခဲ့ချိန်မှာဥအောင်တောင်းဟာအရှင်တခင်ဟောင်းဒုတိယဗိုလ်ချုပ်ကြီးထွန်းကြီးကိုပြစ်ပယ်ပြီးအရှင်တခင်တဲ့ဝေချုံမှုကြီးတန်းရွှေတို့နဲ့ပူးပေါင်းလိုက်တဲ့အတွက်ဥအောင်တောင်းဟာစစ်မှုတွင်ဝင်ကြီးအဖြစ်မြောက်စားခံခဲ့ရပါတယ် သူစမှုတဝင်ကြီးဖြစ်လာချိန်မှာနိုင်ငံခြားကမှယူတင်သွင်းရတဲ့ဆက်ရုံအလုံးယုံတွေနဲ့စပစ်စည်းတွေအတွက်ရရှိတဲ့ကော်မရှင်ကားတွေကိုတက်လျှောက်ကြီးနဲ့ဒုတက်လျှောက်ကြီးကိုလည်းပုံမှန်ခွဲဝေပေးခဲ့ပါတယ်ဒါအပြင်တရားဝင်မှတ်ပုံတင်ထားပြီးနိုင်ငံတော်ကိုနှစ်စဉ်အခွန်ငွေတွေအများအပြားပေးဆောင်နေတဲ့ဒေါ်ဝင်းဝင်းနုပိုင်စင်ကာပူအရှိစားရောင်ကြည်ဦးကုမ္ပဏီရဲ့မန္တလေးပြည်ရရှက်ဆက်ယုံကိုလည်းဗိုလ်ချုပ်မှုကြီးတန်းရွှေနဲ့ပေါင်းပြီး2020မှာ အတင်အဓမ္မတင်ပိုက်ခဲ့ပါတယ်။ ဒေါ်ဝင်းဝင်းနုကအာဆီယံနဲ့နိုင်ငံတကာတရားရုံးတွေမှာတရားစွဲဖို့လုပ်တော့မှဂျာကန်အမှုပွဲစားတွေကိုဆိတ်လွတ်ပြီးတိတ်တဆိတ်ရော်ကြေးပြီးကြေးခိုင်းခဲ့ကြောင်းသိရှိရပါတယ်။တကြီးနဲ့ပေါင်းပြီးစေအိတ်ကောင်းကိုဟိုဒင်းထင်နေဆိုတဲ့အပေါင်မျိုးရှိုးနေတဲ့ဥအောင်တောင်ရဲ့ရှေလန်းအမကိုစောက်ကြည့်နေသူတွေထဲမှာနာဝတအတွင်းရေးမှုဖြစ်သူစစ်ထောက်လိုင်းရဲ့အကြီးအကဲဗိုလ်ချုပ်ကြီးခင်ညွန့်လည်းပါဝင်ခဲ့ပါတယ်။ အေယာဝတီတိုင်းတာပေါင်းမြို့နယ်အတွင်တရုတ်နိုင်ငံရဲ့အကူအညီနဲ့တည်ဆောက်နေတဲ့စက်ကူစက်ယုံစီမံကိန်းမှာဝင်းကြီးဦးအောင်တောင်းကဒေါ်လာတန်းရှိပြီးလက်စားခဲ့တဲ့အမှုကိုဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့စစ်ထောက်လိုက်ရေးအဖွဲ့ကစုံစမ်းမှုတွေပြုလုပ်ခဲ့ပါတယ်။ဒီကိစ္စကိုအရေးယူဖို့စီစဉ်ဆောင်ရွက်နေချိန်မှာဥအောင်တောင်းကသူ့ဆရာတွေဖြစ်တဲ့တက်လျှောက်ကြီးနှစ်ဦးကိုပြေကက်ခဲ့တဲ့အပြင်သူ့ရဲ့သားတအူးဖြစ်တဲ့ဘုံမှုပြည်အောင်ကိုလည်း ဒုတက်လျှောက်ကြီးဖြစ်တဲ့ဒုတိယဗိုလ်ချုပ်မူကြီးမောင်ရဲ့မွေးစားသမီးမနန္နာအင်းနဲ့ကတော်ကမျောလက်ထပ်ပေးစားခဲ့ပြီးအရှိန်မီအကာအကွယ်ယူနိုင်ခဲ့ပါတယ်။ဝင်းကြီးကတော်ဒေါ်ခိခင်ကြီးကလည်းမဲတော်ကြီးတော်ကြံကြိုင်တဲ့သမီးတော်တွေကိုစိတ်တစင်စားနဲ့လက်ထိုးခဲ့ကြောင်းသိရှိရပါတယ်။ဒီလိုအကင်ပါပြီးအကွက်ကြော်မြင်မှုတွေကြောင့်ဝင်းကြီးဦးအောင်တောင်းဟာအရေးယူမခံရတဲ့အပြင်လက်မယွန်းချက်ဖို့အတင်းကြီးမှအတွင်ရေးမှုအဖွဲ့ဝင်နဲ့ မန္တလေးတိုင်းတာဝန်ခံအဖြစ်တိုးမြင့်တာဝန်ပေးတာကိုခံခဲ့ရပါတယ်။ကုံစင်းနှောင်းကြစည်ရေးကော်မတီတက်မှဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်မူကြီးမောင်ရေးဦးဆောင်ပြီး2000ခုနှစ်ဒီဇင်ဘာ9ရက်နေ့မှာပြင်ဆင်ဖွဲ့စည်းခဲ့တဲ့ကုံတွယ်မှုမူဝါဒကောက်စီမှာလည်းအတွင်ရေးမှူးဖြစ်လာခဲ့ပါတယ်။နာဖာအတွင်ရမှုတဲ့ဗိုလ်ချုပ်ကြီးခင်ညွန်းကစမှုတီဝင်ကြီးဦးအောင်တောင်းနဲ့တက်တော်ဝင်ကြီးအငိမ့်စားပုံမှုကြီးဦးအောင်ဖုံးတို့ကို အကျဉ်ပြတ်ချစားမှုဆွဲချက်တွေနဲ့အရေးယူဖက်ကြဖြစ်ဖို့2003ခုနှစ်အတွင်းမှာထပ်မံစီစဉ်ခဲ့သေးကြောင်းသိရှိရပါတယ်။ဒါပေမဲ့တက်လျှောက်ကြီးနှစ်ဦးရဲ့အကာအကွယ်ပေးမှုကြောင့်ဝင်းကြီးဦးအောင်တောင်ဟာအရေးယူခံရမယ့်အရေးကနောက်တစ်ကြိမ်ထပ်မံပြီးလွတ်မြောက်သွားခဲ့ရပါတယ်။မေရော်ကြီးတော်ကြကြရဲ့ဖောက်တဲ့တစ်ကုမ္ပဏီတစ်ခုကိုထုတ်ပြီးသားတစ်လုံးွက်တွေပါမစ်ချပေးခဲ့မိတဲ့အတွက်တတော်ဝင်းကြီးဦးအောင်ဖုံးသားလင်းအရေးယူဖက်ချတာကိုခံခဲ့ရပါတယ်။ ဦးအောင်တောင်ဟာခလာရ90မှာတရင်မှုတာဝန်ထမ်းဆောင်ခဲ့စဉ်ကတည်းကမကွေ မြင်းချံမိတ်တီလာမသုံးလုံးနေမြေမှာအပြစ်မဲ့ရွာသူရွာသားတွေကိုကွန်မြူနတီလို့ဆွဆွဲပြီးဝရင်တုံနဲ့ရရဆက်ဆက်ရိုက်လိရှိတဲ့အတွက်ဝရင်တုံအောင်တောင်လို့နာမည်ကြီးခဲ့သူဖြစ်ကြောင်းသိရှိရပါတယ်သူစစ်ပြူဝမှုဖြစ်လာချိန်မှာလေရှေတန်းကျေးရွာတွေက ပြည်သူစစ်တပ်ဖွဲ့ဝင်တွေကိုတနက်အစာဝရင်တုတ်တွေတက်ဆင်ပေးခဲ့ဘူးတယ်လို့ဆိုပါတယ်။ ဦးအောင်တောင်ဟာမုံမူပွားပွားမှာကလေးကသူနဲ့မယားညိအကိုတော်တဲ့ဒေါခင်ခင်ကြည်ဤခင်မွန်ရဲအရာရှိဦးစုံညွန့်ဆိုသူကို အစဖျောက်ပြရာမှာပါဝင်ခဲ့ကြောင်းသိရှိရပါသည် မိုးရိပ်ရန်ကားပြီးမိသားစုအပေါ်နှိပ်စက်ရန်ချလေးရှိတဲ့ရဲအရာရှိဦးစိုးညွန့်ကိုဘိုးမူးအောင်တောင်းနဲ့သူတပည့်တွေကနေအိမ်ကနေဖမ်းဆီးခေါ်ထုတ်သွားတာကိုနောက်ဆုံးတွေ့မြင်လိုက်ကြရပြီးအခုအချိန်အထိလုံးဝအဆရှာမတွေ့ပဲပျောက်ဆုံးသွားခဲ့တယ်လို့ဦးစိုးညွန့်ရဲ့ဆွေမျိုးတဦးကထုတ်ဖော်ပြောဆိုခဲ့မှုကြောင့်သိရှိရပါတယ်ဒါပေမဲ့ဥအောင်တောင်ရဲ့တာတအူဖြစ်တဲ့အောင်ဤဖြိုးကုမ္ပဏီပိုင်ရှင်ကိုနေအောင်ရဲ့ဇနီး ဒေါခင်မိုးညွန့်ဟာပျောက်ဆုံးသွားခဲ့တဲ့ရဲအရာရှိဦးစိုးညွန့်နဲ့ဒေါခင်ခင်ကြည်တို့ရဲ့တမီးရင်ဖြစ်နေတာဟာထူခြားချက်တစ်ခုဖြစ်ပါတယ်။မန္တလေးပြည်ဟာဆက်ယုံမှုအတွက်နိုင်ငံတကာတရားရုံးမှအရေးယူမခံရအောင်ဒေါ်ဝင်းဝင်းနှုကိုလက်ထိုးပြီးကြည်ရေးခိုင်းခဲ့တဲ့ဥအောင်တောင် တာပေါင်းဆက်ကိုဆက်ယုံလက်စားမှုအတွက်ဖြောက်ထုတ်ဖယ်ရှားအေးအေးယူမခံရအောင်တားပြစ်သူပုံမှုပြရန်ကိုဒူးတက်ရှုပ်ကြီးရဲ့လက်ထက်ထိုးရခဲ့တဲ့ဦးအောင်တောင်ဟာသူ့ရဲ့လူသက်အလောင်းဖြောက်မှုအတွက်နှုတ်ပိတ်တဲ့အနေနဲ့တားပြစ်သူကိုနေအောင်ကိုဒေါခင်ခင်ကြီးရဲ့တမီးမောင်နှမဝင်းခွဲနဲ့လက်ထပ်ပေးခဲ့တာလားဆိုတဲ့အချက်ကိုတော့ဦးအောင်တောင်သားလေးအသိဆုံးဖြစ်နိုင်ပါတယ်ဒီလိုလုံရဲကရဲ့လက်စားလက်နာရှိလို့လေ တက်ရှုပ်ကြီးတွေကဥအောင်တောင်းကိုလက်မယွန်းချက်ဖို့အသေးကြီးမှာ အတွင်ရေးမှုအဖြစ်ရွေးချယ်တာဝန်ပေးခဲ့တာဖြစ်ကောင်းဖြစ်နိုင်ပါတယ်စစ်ထောက်လာရေးအကြီးအကဲဗိုလ်ချုပ်ကြီးခင်ညွန်ဦးဆောင်ကြိုပန်းခဲ့တဲ့ဒေါအောင်ဆန်းစုကြည်နဲ့စစ်အစိုးရတို့ကြားကတွဲဆုံဆွေးနွေးပွဲတွေအောင်မြင်သွားမှာကိုအထူးစိုးရိမ်ခဲ့သူတွေထဲမှာဝင်ကြီးဦးအောင်တောင်းလဲတအူးအပါအဝင်ဖြစ်ကြောင်းသိရှိရပါတယ်။ ဒါကြောင့်တွဲဆောင်ဆွေးနွေးပွဲတွေပြက်စီးသွားအောင်ရည်ရွယ်ပြီးဒေါအောင်ဆန်းစုကြည်ရဲ့ပြည်တွင်စီယုံရေးခီးစဉ်တွေကိုအကြမ်းဖက်တားဆီးနှောက်ယှက်ဖို့ကျန်းဖို့အတွင်ရည်မှုဦးအောင်တောင်းကဗိုလ်ချုပ်မူကြီးတန်းရွှေကိုတိုက်တွန်းတောင်းဆိုခဲ့ကြောင်းသိရှိရပါသည်2003ခုနှစ်မေလ30ဒီပဲရည်လူတပ်ပွဲကြီးကိုနောက်ွယ်ကစီစဉ်ညွှန်ကြားခဲ့သူတွေထဲမှာနာအဖအတွင်ရည်မှုနှင့်ဒုတိယဗိုလ်ချုပ်ကြီးဆိုဝင်းနဲ့ ကျန်းပွင့်အတွေ့ရမှုဥအောင်တောင်တို့ကိုယ်တိုင်ပါဝင်ခဲ့ကြောင်းစစ်ထောက်လည်းရဲ့အရာရှိတအူးကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဥအောင်တောင်ဟာအနောက်နိုင်ငံ၏အပေါ်မုံတီးစိတ်ပြင်းထန်သူတအူးဖြစ်တဲ့အတွက်မြမအရေးကိုကုလသမဂ္ဂလုံခြုံရေးကောင်စီမှမဲခွဲဆုံးဖြတ်ရတဲ့အဆင့်ရောက်ရှိလာချိန်ကစပြီးအနောက်နိုင်ငံတန်ယုံတွေနဲ့အထိုက်အခံလှုပ်ရှားသူတွေအပေါ်အကြံဖက်လက်တော့ပြန်ဖို့ဗိုလ်ချုပ်မှုကြီးတန်းရွှေကိုမကြာခဏတိုက်တွန်းခဲ့ကြောင်းသိရှိရပါတယ်။ 2009ခုနှစ်အတွင်းရန်ကုန်မြို့နယ်မှာရှိတဲ့အမေရိကန်တန်ယုံနဲ့ဗြိတိရှတန်ယုံတွေရှိမှာတုံးရဲစတဲ့ဆန္ဒပြမှုတွေဖြစ်ပေါ်လာအောင်နောက်ွယ်ကစီစီညွှန်ကြားခဲ့သူကလည်းဥအောင်တောင်ဖြစ်ကြောင်းသိရှိရပါတယ်။ 2006-2009ခုနှစ်တွေအတွင်းကုန်စည်နှုန်းကျစင်းရေးနိုင်ငံရေးအကျဉ်းသားများပြန်လည်ပေးရေးငြိမ်းချမ်းစွာတောင်းဆိုဆန္ဒပြသူတွေကိုကြံ့ဖွင့်အဖွဲ့ဝင်တွေစွာအရှင်တွေတုံးပြီးရရက်ဆက်ဆက်အကြံဖက်ဖြိုခွင်းပြုလုပ်ခဲ့ရမှာလဲဝင်ကြီးဦးအောင်တောင်ကိုယ်တိုင်နောက်ွယ်ကစီစဉ်ညွှန်ကြားခဲ့တာဖြစ်ကြောင်းသိရှိရပါတယ်ဦးအောင်တောင်ဟာကျန်းဖို့အစည်းအဝေးကြီးတွေမှာဒေါအောင်ဆန်းစုကြည်နဲ့ဒီမိုကရေစီနိုင်ငံတွေကိုရှုံ့ချပြောဆိုမှုတွေကိုပြောင်ပြောင်တင်းတင်းပြုလုပ်ခဲ့သူဖြစ်ပါတယ်။ ကလမကိုဘယ်တော့မှအာဏာလွှဲပေးမှာမဟုတ်ဘူးအမေရိကန်နဲ့အင်္ဂလိပ်တွေကမြန်မာနိုင်ငံကိုကျူးကျော်တိုက်ခိုက်လာမယ်ဆိုရင်ငါကိုယ်တိုင်တနက်ပြန်ကြိုက်ပြီးရှေ့တန်းကနေအသေးခံတိုက်သွားမယ်ဆိုပြီး2009ခုနှစ်ဖေဖော်ဝါရီလအတွင်းမန္တလေးတိုင်းပျော်ပွဲမြို့နယ်ညောင်ကုန်းကျေးရွာအနီးမှာပြုလုပ်ခဲ့တဲ့ကျန်းဖွန့်စုဝေးပွဲကြီးမှာထဲသွင်းပြောဆိုခဲ့တာတွေ့နိုင်ပါတယ်။ဦးအောင်တောင်ရဲ့စမုတေဝင်ကြီးဌာနလက်အောက်မှာနှစ်စဉ်အရှုံးပြနေတဲ့စက်ရုံအလုံးရုံပေါင်း200နီးပါးရှိနေပါတယ်။ ဒီဆက်ယုံတွေကိုပုဂ္ဂလိကလက်ထဲလွှဲပြောင်းပေးအပ်ဖို့ဗိုလ်ချုပ်ကြီးတရှိုးကဆန္ဒရှိကြပေမဲ့ဥအောင်တောင်းကသူ့လုံပိုင်ခွင့်နဲ့စားပေါက်တွေပိတ်သွားမှစိုးရိမ်တဲ့အတွက်ဆက်ယုံတွေကိုပုဂ္ဂလိကလွှဲမပေးဖို့မေတော်ကြီးတော်ကြံကြံကတဆက်ဗိုလ်ချုပ်မှုကြီးတက်ရွှေကိုစီယုံထားကြောင်းသိရှိရပါတယ်အခုအခါဦးအောင်တောင်းဟာပြည်တွင်းမှာကြက်ငွေဘီလီယံပေါင်းများစွာပိုင်ဆိုင်ထားရုံသာမကစင်ကာပူနိုင်ငံမှာလည်းငွေစည်ရင်းဖွင့်ထားပြီးတန်းနှဲရှိတဲ့ဒေါ်လာတွေကိုအနှံထားကြောင်းသိရှိရပါတယ်။ စင်ကာပူနိုင်ငံမှာရှိတဲ့ဥအောင်တောင်ရဲ့ဘန်းစာဥပအရှက်အလက်တွေကတော့အောက်ပါအတိုင်းဖြစ်ကြောင်းသိရှိရပါတယ်။အခုဆိုရင်ဝင်ကြီးဥအောင်တောင်နဲ့ဇနီးတော်ခင်ခင်ကြီးတာဖြစ်သူဘိုးမူးမိုးအောင်နဲ့ဇနီးဒေါက်တာအေးခိုင်ညွန့်တာဖြစ်သူအောက်ရီဖြိုးကုမ္ပဏီလီမိတက်မန်နေဂျင်းဒါရိုက်တာနေအောင်နဲ့ဇနီးခင်မိုးညွန့်တားပြစ်သူဘုံမူပြေအောင်နဲ့သမီးတွေဖြစ်ကြတဲ့ခင်ငူးရီဖြိုးဒေါက်တာသူနန္ဒာအောင် အင်းမြက်ပိုအောင်တို့ကိုအမေရိကန်ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံတွေကအမည်ပြက်စရင်သွင်းပြီးစီးပွားရေးအရာအရေးယူမှုတွေပြည်ဝင်ခွင့်ဗီဇာတာစီပိတ်ပင်မှုတွေပြုလုပ်ထားပြီးဖြစ်ပါတယ်ဒါကြောင့်မကြခင် စစ်ရဇဝဲကောင်တွေနဲ့သူတို့ရဲ့မိသားစုတွေအတွက်လူတော်မတိုးနိုင်တဲ့ဘဝပြေးစရာမြေမရှိတဲ့ဘဝတွေနဲ့ရင်ဆိုင်ရတော့မှဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်။